မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ Quick Entertainment YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ကို2030မတိုင်ခင်မှာရေအားကိုရောက်ရှိသွားနိုင်တဲ့မျိုးကြီးများအကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်ကဘာကြီးပုံတွေးလာမှုနဲ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေဟာတနည်းတတ်တနည်းပုံမှုဆိုးရွားလာလျက်ရှိပါတယ်ဒီကြိုးဆက်အနေနဲ့နှစ်စဉ်ကဘာလဲခရီးသွားတွေဆွဲဆောင်ထားနိုင်တဲ့ကဘာကျော်မျိုးကြီးချို့ဟာ 2030မတိုင်ခင်ရေအောက်ထဲကိုနစ်မြုပ်သွားနိုင်ွယ်ရှိတယ်လို့သိပ္ပံပညာရှင်တွေကတွက်ချက်ခံမှန်းထားပါတယ်။ဘယ်မျိုးတွေဖြစ်မလဲဆိုတာကိုတော့ကျွန်တော်နဲ့အတူဆက်လက်လေ့လာကြည့်အောင်ဗျာ။ဒီအကြောင်းကိုတော့ရွှေခေ online tv channel မှာကိုယ်ယူတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။ဒီမျိုးကတော့네덜란드နိုင်ငံမှာရှိတဲ့အမ်စတာဒန်မြို့ပဲဖြစ်ပါတယ် နယ်သာလန်နိုင်ငံဟာဥရောပတိုက်မှာရှိတဲ့ low countries မြေနေပိုင်းနိုင်ငံတွေထဲမှာပါဝင်တဲ့နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။နိုင်ငံရဲ့အဓိကမြို့တော်တွေဖြစ်တဲ့အမ်စတာဒန်၊ယော်ဒာဒန်နဲ့ဟေးမြို့တွေဟာမြောက်ပင်လယ်နဲ့အလွန်နီးကွက်စွာတည်ရှိနေပြီးလက်ရှိပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုနှုံးရဆိုရင်လာမယ့်2030ခုနှစ်မတိုင်ခင်ရေအောက်ရောက်သွားမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ death လူမျိုးတွေဟာရေလွှမ်းမိုးမှုကိုကာကွယ်နိုင်တဲ့နေရာမှာထူးချွန်ကြော်ကြားလာတဲ့သူတွေပဲဖြစ်ပါတယ်။သူတို့အနေနဲ့သူတို့ရဲ့နိုင်ငံမျိုးတော်ကိုရေအောက်ရောက်မသွားအောင်ဘယ်လိုအစီအစဉ်တွေနဲ့ကာကွယ်ကြမလဲဆိုတာကိုတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဗျ။ဒုတိယအနေနဲ့ကတော့အီတလီနိုင်ငံကဗင်းနစ်မြို့ပဲဖြစ်ပါတယ်။ရိုမန်တစ်ဆန်တဲ့ဗင်းနစ်မြို့ကတော့ မကြာခဏရေလွှမ်းမှုမှုခံခဲ့ရပြီးလက်ရှိအချိန်မှာလည်းရေပေါ်မျိုးလေးတစ်မျိုးအသွင်ဖြစ်နေတာပါခံမှန်းမှုတွေအရဆိုရင်နှစ်စဉ်မြင့်တက်လာတဲ့ရေမျက်နှာပြင်ရဲ့အလွန်ကြီးမားတဲ့ရေလွှမ်းမှုမှုဖြစ်စဉ်တွေရဲ့အကြောင်းတိမ်မဝေးတဲ့အနာကမှရေအောက်ကိုနစ်မြုပ်သွားမှာပဲဖြစ်တယ်လို့သိရှိရပါတယ်။ဗင်းနစ်မြုပ်မှာရေလွမ်းမုန်းမှုထိမ့်သိမ်းနိုင်တဲ့ကာကွယ်ရေးစနစ်တွေရှိပေမဲ့ရေရှည်မှာထိမ့်ချုံနိုင်ဖို့မလွယ်လောက်ဘူးလို့ဆိုပါတယ်။ ဒါကြောင့်ဗင်းနဲ့သူဗင်းနေသားချို့ဟာယခုအချိန်ကလေးကအခြားနေရာတွေမှာနေထိုင်ဖို့ကြိုတင်ပြင်ဆင်မှုတွေလုပ်နေကြပြီပဲဖြစ်ပါတယ်။ဒီမျိုးကတော့ထိုင်းနိုင်ငံရဲ့မြို့တော်ဘန်ကောက်မြို့ပဲဖြစ်ပါတယ်။၂020ခုနှစ်ကပြုလုပ်ခဲ့တဲ့လေလာမှုတွေအရထိုင်းနိုင်ငံဘန်ကောက်မြို့ဟာကဘာကြီးပူနွေးလာမှုတန်ကိုအဆိုးရွားဆုံးခံရမယ့်နိုင်ငံတစ်နိုင်ငံဖြစ်လာမယ်လို့သိရှိရပါတယ်။ ဗန်ကားမြို့ဟာပင်လယ်ရေမျက်နှာပြင်ထက်အမြင့်1.5မီတာလောက်သာမြင့်တဲ့နေရာမှာရှိတာပဲဖြစ်ပါတယ်။နာဘီဗင်းနေမြို့လိုပဲနှစ်စင်ရေအောက်ကိုနှစ်စင်နေတိုင်း3စင်တီမီတာဝန်းကျင်နှိမ့်မြုပ်လျက်ရှိပါတယ်။ဒါကြောင့်ထူထပ်တဲ့ရှုံစေးမြေပေါ်မှာရှိနေတဲ့မြို့တော်ဗန်ကားရဲ့နေရာတော်တော်များများဟာ2030မရောက်ခင်ရေအောက်ကိုနှိမ့်မြုပ်သွားမှာပဲဖြစ်ပါတယ်။ ဒါကတော့ဗီယက်နမ်နိုင်ငံမှာရှိတဲ့ဟိုချီမင်းမြို့ပဲဖြစ်ပါတယ်။မဲခေါင်မြို့ဝကျွန်းမော်ဒေသမှာရှိတဲ့ဗီယက်နမ်နိုင်ငံရဲ့မြို့တော်ဟိုချီမင်းစီးရီးဟာ2030မတိုင်ခင်ရေအောက်ကိုနှိမ့်မြုပ်သွားဖို့အတွက်ခိုင်မာတဲ့အကြောင်းရင်းတွေရှိနေပါတယ်။အဓိကရေလွှမ်းမိုးမှုဖြစ်စေမယ့်အကြောင်းရင်းကတော့အပူပိုင်းမုန်တိုင်းတွေပဲဖြစ်ပါတယ်ဗျ။ရခိုင်ကလည်းအပူပိုင်းမုန်တိုင်းဒဏ်တွေခံရပြီးရေလွှမ်းမိုးမှုတွေခံရပေမဲ့ပုံမှန်ဆိုးရွားလာတဲ့ကဘာကြီးပုံတွေလာမှုကြောင့် မကြုံသေးဘူးတဲ့မှုံတိုင်းမျိုးတွေမြင်တွေ့ရမှာဖြစ်ပြီးရေအားကိုရောက်သွားမှာပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့အမေရိကန်နိုင်ငံမှာရှိတဲ့ New Orleans မြို့ပဲဖြစ်ပါတယ်။ရေကန်ကြီးတွေဝိုင်းရံနေသလို Black Bay ပင်လယ်အော်အနီးမှာလည်းတည်ရှိတဲ့အမေရိကန်နိုင်ငံရဲ့ New Orleans မြို့ပါတယ်။ရေအားရောက်မဲ့အန္တရာယ်နဲ့ကြုံတွေ့နေရတဲ့မြို့တစ်မြို့ပဲဖြစ်ပါတယ်။ နောက်ဆုံးအကြိမ်ရေလွှမ်းမှုမှုဖြစ်စဉ်ကလည်းအကာအကွယ်အတားအဆီးချို့ဟာပျက်စီးသွားခဲ့ပြီးပြင်ဆင်ကုန်ကျစရိတ်ကြီးလွန်းလာကြောင်းအလုံးစုံ ပြင်ဆင်မူးမှန်နိုင်ခြင်းမရှိခဲ့ပါဘူး။ဒါကြောင့်လည်းဒီမြို့ဟာတဖြည်းဖြည်းရေအောက်ကိုရောက်နေပြီး2030မတိုင်ခင်အလုံးစုံမြုပ်သွားနိုင်တယ်လို့ခန့်မှန်းထားရတဲ့မြို့တစ်မြို့ပဲဖြစ်ပါတယ်ဗျ။ကျွန်တော်ပြောပြခဲ့တာကတော့2030မတိုင်ခင်မှာ ဇီယောက်ကိုရောက်ရှိသွားနိုင်တဲ့မျိုးကြီးများအကြောင်းပဲဖြစ်ပါတယ်ဗျမိစေတို့အနေနဲ့ဘဝတုဒရမယ်လို့မျှော်လင့်ပါတယ်နောက်ရက်တွေမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုမပြတ်တင်ဆက်ပေးပါမို့ကျွန်တော်ရဲ့ခွီအန်တာတိန်မန့် YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးဖို့မြစ်တာရက်ခံပါရစေကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ